အားလုံးပဲမင်္ဂလာပါ Forever Gunner Facebook နဲ့ DR YouTube Channel တို့ကကြိုဆိုပါရစေ။ကျွန်တော်ဒီကနေ့မနက်အစောပိုင်းမှာတော့ Arsenal နဲ့တင်းနဲ့ပတ်သက်တဲ့သတင်းကြောင့်လေးနဲ့တော့ဆွေးနွေးသုံးသပ်ကြည့်အောင်ပါ။အရင်ဆုံးအနေနဲ့ကျွန်တော် Arsenal တင်းကြီးရဲ့အသင်းကောင်းဆောင် Martin Odegaard နဲ့ပတ်သက်ပြီးတော့ဒါ Barcelona အသင်းကစိတ်ဝင်စားနေရဆိုတဲ့သတင်းတွေတောက်လျှောက်တက်နေတယ်။ဒါဒီသတင်းတွေထဲမှာဆိုလို့ရှိရင် Barcelona ကဒီကစားသမားကိုပေါင်တန်း80ဝန်းကျင်လောက်နဲ့ခေါ်ယူနိုင်လိမ့်မယ်ဆိုပြီးတော့ ဒါအာဆင်နယ်တင်းရဲ့အသင်းကောင်းဆောင်မှာတင်အိုရီကပ်အပေါ်ကိုယုံကြည်နေလဲရှိပြီးတော့ဒါအာဆင်နယ်တင်းတော်ဝင်ရှိသူတွေနဲ့အာဆင်နယ်တင်းဘက်ကဒီကစားသမားနဲ့ပတ်သက်ပြီးတော့ပေါင်တန်တရာဝင်းကျင်လောက်ထိဒါတောင်းသွားဖို့ရှိတယ်ဆိုတဲ့သတင်း report တွေကလည်းတက်နေတယ်အာကျွန်တော်ညီကိုတွေနဲ့ဘယ်လိုထင်လဲဗျအာဆင်နယ်တင်းကဒီကစားသမားကိုဒါမကြခင်စာရုပ်သက်တမ်းတိုးနိုင်တော့မယ်ဒါတချို့ report တွေမှာဆိုစာရုပ်သက်တမ်းတိုးပြီးပြီဆိုပြီးတော့ report တွေတောင်တက်နေတယ် ဒီနေရာမှာပြောချင်တာတစ်ခုကကျွန်တော်အာဆင်နယ်အသင်းရဲ့အသင်းကောင်းဆောင်မာတင်အိုရီကတ်ကိုအာဆင်နယ်အသင်းတို့ကလွယ်လွယ်ကူကူလက်လွတ်လိုက်ပါမလားဆိုတဲ့ဒါအချက်ပဲဒါကျွန်တော်စဉ်းစားကြည့်ရင်ကျွန်တော်တို့အာဆင်နယ်မှာမာတင်အိုရီကတ်ရဲ့အရေးပါမှုသူ့ရဲ့အခန်းကဏ္ဍကဒါအသက်ငယ်ငယ်လေးနဲ့ကျွန်တော်အာဆင်နယ်အသင်းမှာဒါဟိုဘယ်လိုပြောမလဲအသင်းကောင်းဆောင်ရာထူးကိုရပြီးတော့သူ့ကိုကျွန်တော်တချို့ပြိသက်တွေဆိုအတန်တိတ်သူရဲ့ကောင်းဆိုပြီးတော့လဲပြောနေကြတယ်ကျွန်တော်တို့အနေနဲ့သူနဲ့ပတ်သက်ပြီးအားမရတာတွေများစွာရှိတာဖြစ်တဲ့ တိုင်အောင်ဂါတီကစားသမားကအာဆင်နယ်အသင်းမှာဘယ်လောက်ထိ အရေးပါပြီးတော့ဘယ်လောက်ထိကောင်းမွန်တဲ့ခန်းကဏ္ဍတွေမှာရှိနေလဲဆိုတော့ကျွန်တော်ပြသက်တည်းအမြင်ပဲအဲ့တော့အာဆင်နယ်အသင်းနေဒီကစားသမားကိုရောင်းပါမလားဆိုရင်တော့ကျွန်တော်တယောက်တည်းအမြင်ဆိုလို့ရှိရင်ဒီကစားသမားအာဆင်နယ်အသင်းတို့ဒါမရောင်းချကျင်တာဖြစ်တဲ့အတွက်ဒါပေါင်သန်း100ဝန်းကျင်လောက်ထိတောင်းသွားမယ်ဆိုတော့ဒါတတင်းတွေကတကယ့်ကိုဒါမှန်ကောင်းမှန်နိုင်တဲ့တတင်းလို့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့အတွက်အာဆင်နယ်အသင်းဒီကစားသမားကိုရောင်းချသွားမှာမဟုတ်ဘူးဆိုတော့ ဒါပုံစံပဲကျွန်တော်အနေနဲ့ကတော့မြင်မိတယ်ကြောညိုကိုရောဘယ်လိုထင်မိလဲဗျနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Christian Mokwea ပြောကြားထားတဲ့ဒါသတင်းလေးနဲ့ကျွန်တော်နေပြောကြားခြင်းနဲ့ဒါ Dream Media က made up of Mokwea ရေး main အနေနဲ့ Arsenal မှာကစားရတာဘယ်လိုထင်မိလဲ Arsenal မှာကစားတဲ့ပွဲစဉ်တွေထဲမှာ main အနေနဲ့အကြိုက်ဆုံးပွဲကဘယ်ပွဲ ဖြစ်မလဲလို့မေးခဲ့တဲ့အခါမှာတော့ Christian Mokwea ကကျွန်တော်ထင်ပါတယ်ကျွန်တော်အနေနဲ့အရင်ဆုံးကစားရတဲ့ဒါ MV Queen မှာသွားကစားရတဲ့ပွဲစဉ်ကတော့ကျွန်တော်တို့အရန်ကိုဒါဟို စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲစဉ်တွေတဲ့တပွဲဖြစ်ပြီးတော့ကျွန်တော်တို့လည်းအကောင်းဆုံးပွဲစဉ်တစ်ပွဲလို့ထင်နေဆိုပြီးတော့ခရစ်ယာန်မော်ပွဲကပြောကြားထားပါတယ်။သူ့အနေနဲ့အာဆင်နယ်မှာရှိနေရတာမယုံနိုင်စရာပဲဒါကမ္ဘာပေါ်မှာရှိတဲ့ပဲကစားသမားလိုက်မဆိုအာဆင်နယ်မှာရှိချင်လိမ့်မယ်ဆိုတာကျွန်တော်အနေနဲ့ထင်နေအခုဆိုကျွန်တော်အာဆင်နယ်မှာတကယ့်ကိုပျော်ရွှင်နေပါပြီဆိုပြီးတော့ခရစ်ယာန်မော်ပွဲကပြောကြားထားပါတယ်။တစ်စက်တည်းမှာပဲနောက်တစ်စက်တည်းပုံနေ right king က အာစနယ်တင်းကဂိုမပေးရဘူးဆိုပြီးလူတွေကပြောနေကြတယ်သူတို့အနေနဲ့ဂိုမပေးရတာမျိုးမဟုတ်ဖဲနဲ့သူတို့နဲ့ရင်ဆိုင်ရတဲ့အတင်းတိုင်းကသူတို့ကိုဂိုးရအောင်မသွင်းနိုင်တာပဲဆိုပြီးတော့သူအနေနဲ့ဒါအာစနယ်တင်းနဲ့ပတ်သက်ပြီးတော့ဟောလေးထားဒါပြောကြားသွားတယ် အခုနောက်ပိုင်းမှာဗျာဒါတူ right game ပြောလို့ပေါ့လေဒါကျွန်တော်အမြင်လေးနည်းနည်းလောက်လေးဒါပြောရချင်တာဗာလဲဆိုတော့တို့အာဆင်နယ်အသင်းရပေါ့လေဒါအခုဆိုလို့ရှိရင်ဂိုးမပေးရတဲ့ပွဲစဉ်တွေများစွာရှိလာပြီဒါကျွန်တော်တို့တွေဒါပွဲစဉ်တောက်လျှောက်ပြိုင်ပွဲစုံကိုအကုန်လုံးကိုခြုံငုံကြည့်မယ်ဆိုလို့ရှိရင်ဂိုးမပေးရတဲ့ပွဲစဉ်ကဒါတော်တော်လေးများတယ်ဒါပြောရမယ်ဆိုကျွန်တော်တို့15ပွဲကန်နေဆိုလို့ရှိရင်ဒါ7ပွဲလောက်ထိကိုဒါတနည်းကဂိုးမပေးရဘူးကျွန်တော်တို့မမက်ရဂိုးပေးရတဲ့ပွဲစုံ2ပွဲပဲရှိတယ်ဒါ ကျွန်တော်တို့အဲ new castle နဲ့ပွဲရဲ့ဒါ man city နဲ့ပွဲရဲ့တတိယပွဲပဲကျွန်တော်တို့ goal ပေးရသေးတာအဲပြီးွားပြီဆိုလို့ရှိရင် sorry liverpool နဲ့ပွဲစဉ်တွေကျွန်တော် goal ပေးရတယ်เนาะဒါကျွန်တော်တို့စုစုပေါင်း15ပွဲကန်တယ်ဆိုလို့ရှိရင်12ပွဲလောက်ကကျွန်တော် goal မပေးရဘူးဒါပေမဲ့ဇက်တိုက် goal မပေးရတဲ့ပွဲစဉ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေဒါ10ပွဲ9ပွဲလောက်ထိတော့ရှိမှာပေါ့လေဒါကတော့ထားပါကျွန်တော်အတိအကျမပြောတော့ပါဘူးအဲ့တော့ပြောချင်တာကကျွန်တော်တို့ arsenal အသင်းအခုနောက်ပိုင်းမြင်တွေ့လာရတဲ့ပုံစံကကျွန်တော်တို့ပြိတ္တတွေကြားထဲမှာရောเนาะဒါပြောရဆိုကျွန်တော်တို့ဥရောပ ဟိုအပတ်မှာဘောလေဒါပြိတ္တတွေကြားထဲမှာဘာဖြစ်လာလဲဆိုတော့နိုင်မှုရှုံမှုထက်ဒါနိုင်နေပြီဆိုကိုးပါထပ်မပေးခြင်းတဲ့ feeling ကြီးကပါလာတယ်ဗျာဒီလားအဲ့ဒါကကောင်းလဲကောင်းတယ်လို့မကောင်းလဲမကောင်းလို့ကြောက်နေနေမြင်တယ်ဒါဘာကိုပြောနေတာလဲဆိုတော့ဗျာအဓိကကကျွန်တော်တို့ကနိုင်ပွဲရပြီโอเคနိုင်ပွဲရတာကိုကျွန်တော်တို့ဒီပြိတ္တတိုင်းကြိုက်တယ်ဘယ်အသိပြိတ္တမဆိုကြိုက်တယ်အဲ့ဒီနေရာမှာပြောချင်တာကကျွန်တော်ကအခုစို့ဂိုးပါမပေးရတဲ့ ဟိုဘယ်လိုပြောမလဲစံချိန်တစ်ခုပါထိန်းထားခြင်းတာဖြစ်တဲ့တော့ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲအာဆင်နယ်ကစားသမားတွေမှာရောကျွန်တော်တို့တွေမှာရောဒါကြမှာ never pressure တော့ရှီကောင်းရှိနေတာဗောလေအော်ဒီဇိုင်းချိန်ကြီးကိုမကြိုးချင်ဘူးအဒီဇိုင်းချိန်ကိုဆက်ထိန်းထားမယ်တတစ်ချက်ကောင်းတဲ့ဘက်ကပြင်ဆင်ထားတော့လေအော်ဒီဇိုင်းချိန်ကြောင့်ငါတို့ပို့ပြီးစ조사ခြင်းလာတယ်ဆိုတော့စိတ်လေးတစ်ခုတော့ဖြစ်လာတာဗောလေထားပါဒါကကျွန်တော်စကားဆက်ပြီးလို့ပြောလိုက်တာပါโอเคပါ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်တင်းကိုဒါဒီယာဒီမဒါအစ်စ်ပြောင်းရွှေ့လာတဲ့ဒါအငှားနဲ့ပေါ့လေအစ်စ်ပြောင်းရွှေ့လာတဲ့ဒါကစားသမားပီယေရိုအင်ဂပီနဲ့ပတ်သက်ပြီးတော့ဒါသတင်းမီဒီယာတွေကဖော်ပြထားတယ်ဒီယာဒီမပီယေရိုအင်ဂပီကိုဒါအာဆင်နယ်တင်းတို့အငှားခေါ်ယူထားတယ်နောက်ရက်ဒီမအပိသက်ခေါ်ယူသွားနိုင်ပါမလားဒါအပိသက်ခေါ်ယူပါမလားဆိုတဲ့သတင်းတွေကတက်နေတယ်ဒီနေရာမှာပြောစရာရှိတာကပီယေရိုအင်ဂပီကိုအာဆင်နယ်တင်းကဒါဟို တရားဒီအငါအပိတဝယ်ယူခွင့်ဆိုတဲ့ဒါခေါ်ယူမှုမျိုးနဲ့ခေါ်ထားခဲ့တာတကယ်တော့အပိတခေါ်ယူခွင့်ကဒါအသက်သွင်းခြင်းလည်းရတယ်လို့အသက်မသွင်းခြင်းလည်းရတယ်ကျွန်တော်ပြန်ပို့လိုက်လို့လည်းရတယ်ပေါ့လေဒါပေမဲ့ဒီနေရာမှာကျွန်တော်အာဆင်နယ်အသင်းကနောက်တန်းမှာဒါလူရအစုအဖွဲ့ကအရန်ကိုဒါဒီနေရာဒီမှာတောင့်တင်းနေဆိုကျွန်တော်မြင်တွေ့ရတယ်ပြီးရောအင်ဂပီးကိုခေါ်တာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒါတူမီယာစုကိုဒါနှစ်ဦးသဘောတူပေါ့လေဒါကျွန်တော်ဒါ လမ်းခွဲပြီးတဲ့နောက်မှာဒါစာချုပ်ဖြတ်သိမ်းပြီးလမ်းခွဲပြီးတဲ့နောက်မှာကျတို့ကဒီကစားသမားနေရာမှာအစားထိုးဖို့အတွက်ကျတို့နောက်ထပ် ဟိုဘယ်လိုပြောမလဲခက်စစ်ကစားသမားတယောက်ကိုထတ်ခေါ်လိုက်တာပီအရိုအင်ဂပေးကအာဆင်နယ်မှာဒီထက်ပိုကြလာလီပိုပြီးတော့အသားကျလာလီလို့ကျွန်တော်မြင်မိတယ်သူဝင်ကစားတဲ့ပွဲစဉ်တချို့ကိုကျွန်တော်အနေနဲ့ကြည့်ခဲ့ရတယ်သူအနေနဲ့ပွဲကစားချိန်နည်းနည်းလေးပဲရထားသေးတာဖြစ်တည်တိုင်အောင်သူရဲ့ပုံစံကောင်းတစ်ခုကိုကျွန်တော်မြင်တွေ့ရတယ်လို့ကျွန်တော်အနေနဲ့ကတော့ပြောချင်တယ်အန်ဝင်ကွင်ကြဖြစ်ဖို့လိုအပ်သေးတာဖြစ်တည်တိုင်အောင်ဒါဒီကစားသမားကအာဆင်နယ်မှာအချိန်ကြာလာလီပိုပြီးတော့အန်ဝင်လာလီလို့ကျွန်တော်အနေနဲ့ကတော့ထင်မိတယ်ကျွန်ညီကိုတွေရောဘယ်လိုထင်လဲနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာ စနယ်တင်းရဲ့ဒါကစားသမားတိုက်စစ်မှုပေါ့လေကာဗီယယ်ဂျေဆုနဲ့ပတ်သက်ပြီးတော့ကာဗီယယ်ဂျေဆုကဒီကနေ့မနက်အစောပိုင်းမှာပြုလုပ်တဲ့ training တွေမှာဒါအသင်းနဲ့ fulling training တွေပြုလုပ်နေတဲ့ဒါဗီဒီယိုတွေလည်းတောက်လျှောက်တက်နေတယ်ဒါနောက်ပြီးသွားပြီဆိုလို့ရင်ကျွန်တော်အာဆင်နယ်တင်းရဲ့ကစားသမားကာဗီယယ်ဂျေဆုအနေနဲ့ကလည်းအယံကို strong နေတဲ့ပုံစံမျိုးတွေမြင်တွေ့ခဲ့ရပြီးတော့ကျွန်တော်အာဆင်နယ်တင်းရဲ့သတင်းမီဒီယာတွေရေဖော်ပြချက်ရပါလို့အာဆင်နယ်နီးစပ်တဲ့သတင်းမီဒီယာတွေရေဖော်ပြချက်အရဆိုလို့ရှိရင်ကာဗီယယ်ဂျေဆုက သူပြန်လေအမှန်တကယ်ပြန်လေတတရလာရမယ်အချိန်တွေကလိုအပ်သေးတာဖြစ်တည်တိုင်အောင်တက္ကသမားကဒါ trainee တွေမှာပူးပေါင်းလာနိုင်တယ်ဒီကစားသမားအတွက်ပွဲချိန်တချို့မြင်တွေ့ရတယ်ဆိုရင်တော့အန်ဩစရာမရှိဘူးဆိုပြီးတော့ဒါဂါဘီဂျေဆုနဲ့ပတ်သက်ပြီးတော့အာဆင်နယ်နေသက်တဲ့သတင်းဌာနတွေကဖော်ပြထားပါတယ်ကျွန်တော်ညီကိုတွေရောဘယ်လိုထင်လဲဂါဘီဂျေဆုတကယ်ပဲ trainee ပြန်ဆင်းနေပြီလားပီယရိုအင်ဂပီကိုရောကျွန်တော်အာဆင်နယ်တင်ဒီယာဒီပီရဲ့အပိသက်ခေါ်ယူသွားမလားကျွန်တော်ညီကိုတွေအနေနဲ့ကောမဝင်အောင်ဆွေးနွေးသွားလို့ရပါတယ်အားလုံးဂျေဆုတင်ပါတယ်ဗျာ ကျွန်တော်သူတွေပါ